လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအာရုံသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဟောဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယန္တနာပောနုဘဝိကနန္ဒီရာဂသဟဂတတတရတတရဖိနန္ဒီနီတယထိတံကာမတဏဘဝတဏဝိဘဝတဏတဏ္ဍာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနမတပ်ပြီးပြောပါဆိုလို့ရှိရင်တဏ္ဍာကိုပဲပြောရမှာပဲဖြစ်တယ်သူရဲ့လွမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြချေးကျော်အလား တဏှာရဲ့ကြုံဘဝရောက်နေစတာသို့တော်ကိုယ့်ကိုယ်ကြုံလို့သိမ့်မသိကြဘူးကွာအရှင်သခင်လို့ထင်နေမဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတယ်